ဒါဖြင့်မြန်မာပြည်ကိုးကွယ်တဲ့ဘာသာတရားမြန်မာလူမျိုးတွေရဲ့ကိုးကွယ်တဲ့ဘာသာတရားအလုံးသိတဲ့အတိုင်းမြတ်ဗုဒ္ဓရဲ့အဆုံးအမဗုဒ္ဓဓမ္မတန်ခါကိုကိုးကွယ်တယ်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာအဓိပ္ပာယ်ရှိဖို့အဓိပ္ပာယ်သိဖို့လိုတယ်ပေါ့ဘုရားကိုးကွယ်တာစီးပွားတက်ဖို့ကိုးကွယ်တာလားလက်ကောင်းမှုကိုးကွယ်တာလားနော်အများချီးမွမ်းခံမှုကိုးကွယ်တာလားမျိုးရိုးစင်စဲမှုကိုးကွယ်တာလားဆိုတာဒါတွေနဲ့မကိုးကွယ်ရဘူးမှန်လက်ကောင်းလို့ကိုးကွယ်တယ်ဆိုရင်တရဏဂုံတော့မတည်ဘူးပေါ့ အဲ့ဒါကြောင့်မို့လို့ဖះကိုကိုးကြတယ်ဆိုတာ မြတ်စွာဘုရားရဲ့အတိညာဏ်ကိုယုံကြည်တဲ့သရာတရားနဲ့မြတ်စွာဘုရားကိုအတိညာဏ်ကိုယုံကြည်တဲ့သရာတရားအခြေခံနဲ့ကိုးကွယ်မှုဖြစ်အောင်အတိညာဏ်ကိုယုံကြည်တယ်ဆိုတာတကိုးကိုယုံကြည်တာပြောတာမဟုတ်ဘူးအစွမ်းတကိုးကိုယုံကြည်လို့ကိုးကွယ်လို့ရှိရင်အမခံနေကြတာလူတွေကအဲ့တော့အတိညာဏ်ကိုယုံကြည်တာနဲ့အစွမ်းတကိုးယုံကြည်တာအမှန်တမ်းမှကွာတယ်အစွမ်းတကိုးယုံကြည်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီအစွမ်းတကိုးရဲ့စွမ်းရည်ကိုရချင်လို့ကိုးကွယ်အတိညာဏ်ကိုယုံကြည်လို့ကိုးကွယ်တဲ့ပုဂ္ဂိုလ်ကအေးဖရာ ားရဲ့အဆုံးမမြတ်စွာဘုရားဟာအတိညာပြည့်ဝတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်အမှားနဲ့အမှန်လုံးတင်တာနဲ့မလုံးတင်တာခွဲခြားဟောတယ်ခွဲခြားဟောတဲ့အတိုင်းလုံးဝမှန်နေတန်တရားဖြစ်เสียမရှိဘူးဘုရားရဲ့အဆုံးမအတိုင်းတိုင်းလိုက်နာမယ်ဆိုရင်ဘယ်တော့မှမလွဲနိုင်ဘူးလို့ဟောအတိညာကိုယုံကြည်တဲ့ကိုယ်ွယ်မှုဖြစ်ရမယ်ဒီလိုဆိုတာနော် မြတ်စွာဘုရားဟာလက်မှန်ကိုဖော်ပြနိုင်မယ်အဆုံးအမတွေဩဝါဒတွေပေးနိုင်တယ်အဲ့ဒီအဆုံးအမမြတ်စွာဘုရားပြတဲ့လမ်းအတိုင်းငါတို့လျှောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မြတ်စွာဘုရားကိုကိုးကွယ်တာတခြားဘာသာဝင်တွေဖះကိုးကွယ်တယ်ဆိုတာအနန္တတကုရှင်က မကိုးကွယ်ရင်တို့ဒဏ်ခတ်လိုက်မယ်ကိုးကွယ်မှချမ်းသာဒုက္ခရလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်ကြတာလေကိုးကွယ်ပုံချင်းမတူဘူးဖះကမရတယ်ဆိုပြီးတော့ကိုးကွယ်တာ နော်မြန်မာလူမျိုးတွေ ဘုရားဘာသာဝင်ဆစ်ဆစ်ကိုးကွယ်ပြီဆိုလို့ရှိရင်ဘုရားကမလို့ကိုးကွယ်တာမဟုတ်ဘူး အမှန်တရားဟောကြားဆုံးမလို့အဲ့ဒီကိုအမှန်ကိုသိရဖို့အတွက်ဘုရားကိုကိုးဝယ်တယ်ဒီတိပဲမျိုးယူရအောင်အဲ့တော့ဘုရားရဲ့မှန်ကန်တဲ့ဆုံးမဆိုတာဓမ္မပဲပေါ့အဲ့ဒီကိုဓမ္မကိုသက်ဆောင်လာတဲ့တန်ဃာတွေဟာခြေစွတ်တင်စရာကောင်းတယ်လှူစရာတန်းစရာရှိရင်တန်ဃာအဖွဲ့အစည်းကိုလှူမယ်လို့ဆိုရယ်ရွေချက်နဲ့တန်ဃာတွေကိုကိုးဝယ်တယ်လို့ဒီလိုဆိုတာနော်အဲ့တော့ဘုရားဓမ္မတန်ဃာကိုကိုးဝယ်တယ်ဆိုတာဒီလိုမှန်ကန်တဲ့ရွေချက်နဲ့ကိုးဝယ်တာဖြစ်ရမယ် တခြားနေနဲ့မကိုးခဲ့ရဘူးဒီဘုန်းကြီးကဘေးရင်အဟောကောင်းတယ်ဟိုဘုန်းကြီးကဆေးဘေးကောင်းတယ်ဆိုတာမျိုးနဲ့မကိုးခဲ့ရဘူးလို့ဒါလို့ဆိုတာနော်ဘေးရင်ကမှန်လို့ဆိုပြီးတော့နှလုံးထိပေးတာမှန်လိုက်တာဆိုပြီးတော့မကိုးခဲ့နဲ့အဲ့လိုအဲ့ဒါမှားရွံ့တဲ့ကိုးခွင့်မှုလို့ခေါ်သူတိသူထိုးမှာပေါ့ဒါရှင်းရှင်းလေးစဉ်းစားကြည့်ပေါ့နော်ရမ်းပေးရင်လူတရားရမ်းပေးရင်တယောက်တော့တက်မှာပဲသိချာတယ်မစဉ်းစားကြလို့လူတွေကယုံနေတာလေ